ူကရိန်းနိုင်ငံဟာရုရှားနိုင်ငံရဲ့ရေနံတင်ပို့မှုကရတဲ့ဝင်ငွေကိုဖျက်တော့ဖို့ရုရှားရေနံကြက်ဆက်ယုံတွေနဲ့ရေနံဖလဲတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေပါတယ်။တာမန်ရုရှားပြည်သူတွေအတွက်လောင်စာဆီဈေးနှုန်းအလွန်မင်းမြင့်တက်လာတာတွေစီပြက်လက်မှုတွေနဲ့ရင်ဆိုင်နေကြရပြီးလောင်စာဆီဈေးနှုန်းဟာအခုနှစ်ဆန်းပိုင်းကစပြီးခုနှစ်ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာတော့ရေနံကျွေးဝတဲ့ရုရှားနိုင်ငံမှာကီလိုမီတာနဲ့ချီရှည်လျားတဲ့ကားစီတန်းစီမှုတွေနဲ့လောင်စာဆီပြက်လက်မှုတွေစတိုက်ဖြစ်လာတာပါ။ တချို့နေရာတွေမှာဆိုရင်အာဏာပိုင်တွေကစီးပွားပြင်မဟုတ်တဲ့ကားတွေကိုစီရောင်းချမှုကန့်သက်တာတွေနဲ့ဘောက်ချာတွေနဲ့မှ စီရောင်းတာစသဖြင့်စီပြန့်မျိုးမှုကိုဝင်ထိန်ညှိတာတွေလှုံ့ဆော်နေရပါတယ်။အစိုးရကဩဂတ်စက်တင်ဘာနဲ့အောက်တိုဘာလတွေအတွက်ဓာတ်ဆီတင်ပို့မှုကိုယာယီပိတ်ပင်မှုတခုလည်းချမှတ်ခဲ့ပါတယ်။တာမန်ရင်မောင်းတွေတက်တော့ဝယ်စရာစီရှိရင်တော့ဈေးကတဖြည်းဖြည်းနဲ့မတက်နိုင်လောက်အောင်ဈေးဖြစ်လာနေပါတယ်။လောင်စာဆီအမျိုးမျိုးရဲ့ဈေးနှုန်းတွေက တမိုင်းတဲ့လျှောက်မြင်းစုံကိုရောက်ရှိနေပြီးမော်စကိုမြို့ခံတွေကတော့ဒီဝန်တော့ဝန်ဘိုးကိုခန်းစားနေရတယ်လို့ပြောကြပါတယ်။ကျွမ်းကျင်သူတွေကအားလိုက်ရဲ့လောင်စာစီဝယ်လို့အားအမြင့်ဆုံးဖြစ်တဲ့အချိန်နဲ့အခုလိုကောင်းတဲ့ရေသိမ်းရာသီတွေကအခုလိုစီစဉ်မြင့်တက်လာရတဲ့အဓိကအကြောင်းရင်းတွေလို့ပြောဆိုပါတယ်။တစ်ဖက်မှာလည်းယင်းနယ်ချက်ဆက်ယုံတွေပြစ်မှတ်ထားတိုက်ခတ်မှုတွေကြောင့်လည်းအဓိကဆက်ယုံကြီးတွေလက်ပတ်မှုပြတ်ဆိုင်ခဲ့ရတာပါ။အခုပြည်သူတွေစိုးရိမ်နေရတာကလောင်စာစီဈေးနှုန်းတွေကြောင့် ဒေယူပို့ဆောင်ရေးဈေးတွေမှာမြင့်တက်လာပြီးအခြေခံကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုဈေးတွေပါဈေးတွေအဆမတန်မြင့်တက်လာမှာကိုပါတချို့ကျွမ်းကျင်သူတွေသုံးသပ်တာကအခုနှစ်ကုန်ပိုင်းမှာလက်လီလောင်စာဆီဈေးနှုန်းတွေဟာငွေကြေးဖောင်းပွားမှုနှုန်းထက်တိတိသာသာပိုများတဲ့၃၀ရာခိုင်နှုန်းအထိမြင့်တက်လာနိုင်တယ်လို့သတိပေးနေကြပါတယ်။ဒါကြောင့်ရုရှားအာဏာပိုင်တွေအနေနဲ့စီးပွားရေးအကျိုးမြတ်တဲ့လူမှုရေးတည်ငြိမ်မှုအကြားမျှကြေတစ်ခုကိုရှာဖွေရတော့မှာဖြစ်ပါလိမ့်ခင်ဗျာ။ န်နိုင်ငံကပုံမှန်အခြေအနေကိုပြန်ရောက်လာချိန်မှာရန်စီဆန္ဒပြပွဲတွေတုန်းကထွက်ပြေးလွတ်မြောက်သွားခဲ့ကြတဲ့အကျဉ်းသားတွေတဲက9900ဟာအခုဆိုရင်အကျဉ်းထောင်တွေကိုပြန်ရောက်နေပါပြီမိမိဆန္ဒအလျောက်ထောင်ကိုပြန်လာခဲ့ကြတဲ့အကျဉ်းသားတွေရှိသလိုလူညုံဤတပ်ဖွဲ့တွေကပြန်လည်ဖမ်းဆီးခဲ့ရတဲ့အကျဉ်းသားတွေလည်းအများအပြားပါဝင်ပါတယ်အကျဉ်းထောင်စီမံခန့်ခွဲရေးဌာနအရာရှိတွေပြောတာကတော့စက်တင်ဘာလ၈ရက်နေ့၉ရက်နေ့တွေကဂျန်စီဆန္ဒပြပွဲတွေအတွင်း နိုင်ငံတော်ကထိမ့်သိမ်းရေးစခန်းတွေကနေအကျဉ်းသားစုစုပေါင်း14558ယောက်ထွက်ပြေးခဲ့ကြတာပါထွက်ပြေးသွားတဲ့အကျဉ်းသားတွေထဲက10ယောက်ဟာဆန္ဒပြပွဲတွေအတွင်သေဆုံးခဲ့ပါတယ်ဒါပေမဲ့အကျဉ်းသား6813ယောက်ကတော့ကွဲပြားတဲ့အကျဉ်းထောင်တွေကနေထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီးအစိုးရကတော့အဲ့ဒီအကျဉ်းသားတွေကိုဖမ်းဆီးဖို့လိုက်လံရှာဖွေနေပါတယ်တချိန်တည်းမှာပဲနီပေါနိုင်ငံရဲ့အကြမ်းဖက်မှုစုံစမ်းစစ်ဆေးရေးအစစ်မြင့်ကော်မတီကတော့ ဝင်းကြီးချုပ်ဟောင်း KP ရှာမာအိုလီအပါဝင် အရင်ကအစိုးရတာဝန်ရှိသူတွေကိုခရီးသွားလာခွင့်ကန့်သက်ချက်တွေချမှတ်ဖို့အကြံပြုထားပါတယ်။အဲ့ဒီကန့်သက်ချက်တွေထဲမှာနိုင်ငံသားခရီးသွားလာခွင့်ပိတ်ပင်တာနဲ့အာဏာပိုင်တွေရဲ့ခွင့်ပြုချက်မရဘဲခတ်မှန်သူမျိုးပြင်ကိုထွက်ခွာခွင့်မရှိတာတွေလည်းပါဝင်ပါတယ်။ဆူရှိလာကာကီဥဆောင်တဲ့နီပေါ်ဂျားဖြတ်အစိုးရကတော့ဂျန်စီဆန္ဒပြပွဲတွေကိုစုံစမ်းစစ်ဆေးဖို့အဖွဲ့ဝင်၃ဦးပါကော်မတီတစ်ရပ်ဖွဲ့စည်းထားပါတယ်။ ပြီးခဲ့တဲ့လူမှုဆန္ဒပြပွဲတွေကြောင့်လူ82ယောက်တေဆုံးခဲ့ပြီး KP Sharma Oli အစိုးရပြုတ်ကျခဲ့တဲ့အပြင်အကြမ်းဖက်မှုတွေလည်းအကြီးအကျယ်ဖြစ်ပွားခဲ့တာပါအဲ့ဒီဆန္ဒပြပွဲတွေနဲ့မငြိမ်မသက်မှုတွေအတွင်းလွတ်တော်တရားရုံးတွေနဲ့လွတ်တော်အမတ်အချို့ရဲ့နေအိမ်တွေလည်းမိရှို့ဖျက်ဆီးခံခဲ့ကြရပါတယ်ခင်ဗျာ တနင်္ဂနွေနေ့မနက်9:00နာရီမှာတနတ်သမားတဦးကမရှင်ကန်ပြည်နယ်ကမွန်မွန်ဖျားချောင်းတချောင်းထဲကိုကားနဲ့တိုက်ဝင်ခဲ့ပြီးဝိပ္ပုသူတွေကိုချိန်မုံရေးရိုင်ဖယ်တလက်နဲ့ပစ်ခတ်ခဲ့ပါတယ်။အဲဒီနောက်ဖျားချောင်းကိုမီးရှို့ခဲ့ပါတယ်။ရဲတပ်ဖွဲ့ကခင်းဖြစ်တဲ့နေရာကိုချက်ချင်းရောက်ရှိလာခဲ့ပြီးဖျားချောင်းကားရပ်နားနေရာမှာတန်တရားရှိသူနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးသူ့ကိုပြစ်တတ်နိုင်ခဲ့ပါတယ်။အဲဒီမတိုင်ခင်မှာရိုင်ဖယ်နဲ့ပစ်ခတ်မှုကြောင့် လူအနည်းဆုံး၄ဦးသေဆုံးခဲ့ပြီး၈ဦးဒဏ်ရာရရှိခဲ့ပါတယ်။ We're working tirelessly to uh find additional bodies. ကျွန်တော်တို့နောက်ထပ်အလောင်းတွေကိုစူးစမ်းရှာဖွေနေပါတယ်။ဖះเจ้าကမီးလောင်ပြီးလုံးဝပျက်စီးသွားလို့အကုန်လုံးကို မရှင်းလင်းပြီးသေးပါဘူးလို့ Grand Blanc မြို့နယ်ရဲမှူးကပြောဆိုပါတယ်။ပြစ်ဒဏ်ခံရတဲ့တန်တရားရှိသူဟာအသက်၄၀အရွယ် Thomas Jacob Sanford ဆိုသူဖြစ်တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအနီးပတ်ဝန်းကျင်မှာပဲနေထိုင်ကြီးပြင်းခဲ့သူဖြစ်ပြီးစစ်မှုထမ်းဟောင်းတအူးလို့လည်းအမေရိကန်မီဒီယာတွေကဖော်ပြကြပါတယ်။တင်းငွေတွေနဲ့နှောင်းပိုင်းမှာအိမ်နီးချင်းမျိုးဖြစ်တဲ့ဗတ်တန်မျိုးကသူ့ရဲ့နေအိမ်ကိုရဲတပ်ဖွဲ့ကရှာဖွေစစ်ဆေးခဲ့ပါတယ်။ပြစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ Detroit မြို့ရဲ့မြောက်ဘက်တနါယီလောက်အကွာလူကြီး8000နီးပါးနေထိုင်တဲ့ Grand Blanc မြို့ငယ်လေးရဲ့ဖခင်ကျောင်းတစ်ခုမှာဖြစ်ပါတယ်။ပြစ်ခတ်မှုဖြစ်ချိန်မှာတင်းငွေတွေနဲ့ဝက်ပြုတ်ပွဲအတွက် ဖះเจ้าထဲမှာလူတွေရှိနေခဲ့တယ်လို့ယူဆရပါတယ်။အခုအချိန်ထိတော့ပြစ်ခတ်ရတဲ့အကြောင်းရင်းကိုအတိအကျမသိရသေးပါဘူး။တန်တရားရှိသူနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေဖော်ထုတ်နိုင်ဖို့ FBI နဲ့ပူးပေါင်းလှုပ်ဆောင်နေတယ်လို့ဒေသခံအာဏာပိုင်တွေကဆိုပါတယ်။မရှိငန်ပြည်နယ်အုပ်ချုပ်ရေးမှူးကဒီပြစ်ခတ်မှုကိုပြစ်တင်ရှုတ်ချခဲ့ပြီးသမ္မတဒေါ်နယ်ထရန့်ကတော့ဒါဟာအမေရိကမှာရှိတဲ့ခရစ်ယာန်တွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုလို့ခေါ်ဝေါ်ခဲ့ပါတယ်။ အခုလိုအစုလိုက်အပြုံလိုက်ပြစ်ခတ်မှုတွေဟာအမေရိကန်ပြည်ထောင်စုမြောက်ကယ်ရိုလိုင်းနာတက်ဆန်နဲ့နယူးအော်လင်းစ်ပြည်နယ်တွေမှာလည်းဖြစ်ပွားခဲ့ပြီးအများအားဖြင့်အခုလိုစနေတင်းငွေရက်တွေမှာပိုပြီးဖြစ်ပွားပါတယ်ခင်ဗျာမန်နူးခရိုနီကယ်စက်တင်ဘာ28မြင်ကွင်း 280နီးပါးကြာမြင့်လာတဲ့မြန်မာနိုင်ငံပြည်တွင်းစစ်ရဲ့ပင်မကြိုးယိုးနိုင်ငံရေးအယူဝါဒမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကာလဟာလွတ်လပ်ရေးရတဲ့တပ်တန်းနဲ့ထတ်တူနီးပါးလောက်ကြာရှည်လာခဲ့ပြီဖြစ်ပါတယ်။နှစ်ပေါင်း100ကျော်ကြာကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့တဲ့ဗြိတိရှားအင်ပါယာရဲ့ဝန်ကြီးချုပ်ဖြစ်ခဲ့သူဝင်းစတန်ချာချီကမြန်မာနိုင်ငံလွတ်လပ်ရေးရရင်ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့နမိတ်ဖတ်ခဲ့တယ်လို့လဲသမိုင်းနဲ့ဆိုင်တဲ့စာအုပ်စာတမ်းတချို့မှာဖတ်ခဲ့ရပူပါတယ်။ဝင်းစတန်ချာချီအနေနဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအလွန်အနာဂတ်ကိုပြည်တွင်းစစ်ထဲတက်ဆင်းမယ်လို့ဘလို့အချက်လက်တွေအပေါ်အခြေပြုပြီးပြောဆိုတယ်လဲတော့တိတိကျကျမသိနိုင်ပေမဲ့မြန်မာသမိုင်းလက်ဝဲအယူဝါဒကင်ဆွဲတဲ့နိုင်ငံရေးအင်အားစုတွေရဲ့အနေအထားလူမျိုးစုအများပြားနေထိုင်ကြတဲ့နိုင်ငံကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့တဲ့ဗြိတိရှအစိုးရတပ်တွေမှအမှုထမ်းခဲ့ကြတဲ့လူမျိုးစုအချို့ရဲ့အနေအထားနဲ့ဗြိတိရှတို့ရဲ့ဆက်ဆံရေးစတဲ့အချက်လက်တွေကိုအခြေပြုပြီး ဖြစ်နိုင်ခြေရှိတဲ့အချက်ကိုဟောကိန်းထုတ်ခဲ့တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်1885ခုနှစ်မှာဗြိတိရှားတွေအထက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက်မြန်မာနိုင်ငံတွင်ပုံကံမှုကိုဆယ်စုနှစ်နဲ့ချီကြာရင်ဆိုင်ခဲ့ရတဲ့တမိုင်းနောက်ခံကြောင့်လဲမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်တံရာခြေကိုမှန်းဆကြည့်ခဲ့တာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်လွတ်လပ်ရေးရပြီးကစားမြန်မာနိုင်ငံကံကြမ္မာဟာခြားချီနမိတ်ဖက်ခဲ့တယ်လို့ကံဆိုးစွာနဲ့ပြည်တွင်းစစ်မီးတဲ့တက်ဆင်းခဲ့ရတာဖြစ်ပါတယ် ကွန်မြူနတီပါတီနှစ်ပါတီစလုံးလက်နက်ကင် တိုက်ခိုက်တဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့ကြသလိုလူမျိုးစုလူမျိုးရေးအတွက်တိုင်းရင်းသားလူမျိုးအချို့လည်း1948ခုနှစ်ကနေ1950ခုနှစ်လောက်ထိတနိုင်ငံလုံးအတိုင်းအတာနဲ့ပြင်းပြင်းထန်ထန်ပြည်တွင်းစစ်ကိုဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။တခင်တန်းထုံးဥဆောင်တဲ့ဗမာပြည်ကွန်မြူနတီပါတီစောဘဦးကြီးဥဆောင်တဲ့ကရင်မျိုးသားအစည်းအရုံးဗမာတပ်မတော်ပြင်ဆင်ဖွဲ့စည်းပြီးနောက်အရင်အင်အားစုတစ်ဖွဲ့ဖွဲ့စည်းခဲ့တဲ့ပြည်သူ့ရဲဘော်အဖွဲ့နဲ့ ခြားသောတိုင်းရင်းသားလူမျိုးစုအဖွဲ့တွေဖာစာပါလခေပြည်တွင်းစစ်မှာပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေရာမှာချင်းကပ်သုံးသက်တဲ့ရှူထောင်ကပြည်တွင်းစစ်မှာပါဝင်တိုက်ခိုက်ခဲ့ကြတဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့နိုင်ငံရေးအယူဝါဒဖြစ်ပါတယ်။ဖာစာပါလအဖွဲ့ချုပ်ကိုအခြေပြုထားတဲ့တခင်နုဦးဆောင်တဲ့အစိုးရအဖွဲ့ကကိုလိုနီစန့်ချင်းရဲ့အယူဆရှိသည့်တိုင်လက်ဝဲအယူဝါဒကိုကင်ဆွဲတယ်လို့မဆိုနိုင်ပဲအမျိုးသားဒဏ္ဍာရှင်တွေကိုကူစားပြုတဲ့ပါလီမန်ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကဆိုရှယ်လစ်ဝါဒကိုလက်ခံတယ်လို့ဆိုတဲ့ပြည်သူ့ရေးတော်ပုံပါတီဝင်အချို့ကဖာစာပါလခေမြမတက်မတော်တဲ့ဥဆောင်တဲ့နေရာမှာပါဝင်ကြပေမဲ့ဒုတိယကမ္ဘာစစ်ပြီးနောက်ရေပန်းစားလာတဲ့လက်ဝဲဝါဒကိုလက်ခံတဲ့အနေထားတော့မဟုတ်ကြပါဘူး။တစ်ဖက်မှာလက်နက်ကင်ဆန့်ကျင်တိုက်ခိုက်နေတဲ့ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တချို့နဲ့လူပုဂ္ဂိုလ်ယင်းနှီးမှုဆက်ဆံရေးနဲ့ဖာစာပါလတဲ့ကအချို့သောခေါင်းဆောင်တွေတက်မှုတွေကလက်ဝဲညီညွတ်ရေးညီမှန်းချက်မျိုးရှိပေမဲ့ လက်တွေ့မှာပြည်တွင်းစစ်ကိုမရှောင်တွဲနိုင်ခဲ့ကြမရက်ဆဲနိုင်ခဲ့ကြတဲ့အနေအထားဖြစ်ပါတယ်။1962ခုနှစ်မှာဖာစာပါလာကနေနှစ်ဖွဲ့ကွဲသွားခဲ့တဲ့တခင်နုတခင်တင်ဥဆောင်နဲ့ပထမအစိုးရကိုအာဏာသိမ်းပြီးတက်လာတဲ့ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းကထိုစဉ်ကကဘာမှာရေပန်းစားနေတဲ့ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးမယ်။ဒါပေမဲ့မြန်မာနီးမြန်မာဟန်ဆိုရှယ်လစ်စနစ်ဆိုတာကိုကင်ဆယ်ခဲ့ပါတယ်။မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ဆိုပေမဲ့လက်တွေ့အရတော့ ဒနရှင်တွေကိုမလိုလားသလိုဆိုရှယ်လစ်ကွန်မြူနတီကိုလည်းမလိုလားတဲ့စစ်အာဏာရှင်စနစ်အထိုင်နဲ့26နှစ်ကြာအုပ်ချုပ်ခဲ့ပါတယ်။အဲ့ဒီကာလတွေမှာတိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အမျိုးသားလွတ်မြောက်ရေးအတွက်လက်နက်ကိုင်လမ်းစဉ်နဲ့ပျောက်ကြားစစ်နယ်စပ်ဒေသတွေမှာလွတ်မြောက်နယ်မြေဒေသတွေထူထောင်ပြီးပြည်တွင်းစစ်ကဆက်လက်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လက်ဝဲလက်ယာနိုင်ငံရေးယူဝါဒထက်လူမျိုးစုလွတ်မြောက်ရေး ိုပိုင်ပြထန်းအုပ်ချုပ်ခွင့်ရှိတဲ့ပြည်နယ်ရရှိရေးစတဲ့အမျိုးသားရေးဘော်အခြေပြုတဲ့နိုင်ငံရေးအယူဝါဒကိုဂိုင်ဆွဲထားကြတာဖြစ်ပါတယ်။အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့1948ပြည်တွင်းစစ်ကာလကနေအခုလက်ရှိအချိန်ထိဆိုပါနိုင်ငံရေးအယူဝါဒအနေအထားတိုင်းဂိုင်ဆွဲထားကြစေဖြစ်ပါတယ်။အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ Confederation လို့ခေါ်ဆိုတဲ့ပိုပြီးလုတ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အနေအထားကိုမျှော်မှန်းကြသလိုအချို့ကလည်း လက်တွေ့ကျင့်သုံးနေကြတဲ့အနေအထားဖြစ်ပါတယ်1989ခုနှစ်မတိုင်ခင် ကာလတွေတုန်းကပြည်တွင်းစစ်ရဲ့အဓိကအင်အားအကြီးဆုံးရံဘတ်တပ်နှစ်တပ်ကအစိုးရစစ်တပ်နဲ့ဗမာပြည်ကွန်မြူနတီပါတီဖြစ်ပေမဲ့1989ခုနှစ်ဧပြီလဗမာပြည်ကွန်မြူနတီပါတီပြိုကွဲပြီးနောက်မှာတော့တိုင်းသားလက်နက်ကိုင်တွေနဲ့အာဏာသိမ်းထားတဲ့စစ်တပ်တို့ရဲ့အားပြိုင်မှုအသွင်ပြောင်းခဲ့တာဖြစ်ပါတယ်1988မှာ အာဏာသိမ်းတဲ့စစ်တပ်ဟာ သူ့အရင်ဘွန်နေဝင်းရဲ့ socialist အမေရိကန်ဒနရှင်တွေကိုနှိပ်ကွတဲ့စီးပွားရေးကနေဈေးကွက်စီးပွားရေးစနစ်ကိုပြောင်းလဲကျင့်သုံးခဲ့ပြီးနိုင်ငံရေးအရာတော့ဗဟိုချုပ်ကံမှုအားကြီးတဲ့စစ်အာဏာရှင်စနစ်လို့ဆိုရမှာဖြစ်ပါတယ်2012ခုနှစ်ကနေ2021ခုနှစ်ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုကာလအကြမ်းမှာတော့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေငြိမ်းချမ်းရေးညီလာခံစတဲ့တွေ့ဆုံမှုပေါင်းများများစွာလှုပ်ဆောင်ခဲ့ကြသလိုပြည်내အဆင့်ပြည်ထောင်စုအဆင့်သဘောတူညီမှုတွေကိုလည်း အဖွဲ့တော်တော်များများကသဘောတူလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းမှုနောက်ပိုင်းပြည်တွင်းစစ်မီးအရှိန်အဟုန်နဲ့ပြန်လည်တောက်လောင်လာချိန်မှာအ धिक အင်အားစုတွေကအမျိုးသားလွတ်မြောက်ရေးရည်မှန်းချက်နဲ့အမျိုးသားရေးဝါဒကိုကင်ဆယ်ကြတဲ့လက်နက်ကိုင်အဖွဲ့တွေဖြစ်လာပါတယ်။2020ခုနှစ်ရွေးကောက်ပွဲမှာအပြတ်သက်အနိုင်ရခဲ့တဲ့ NLD ပါတီကအများပြားပါဝင်ပြီးဖွဲ့စည်းတဲ့မြူသားညညရဲ့အစိုးရ NUG က လက်ရှိຫນွေဥတော်လန်ရေးရဲ့နိုင်ငံရေးဗဟိုချက်မှာရှိနေပြီးနိုင်ငံရေးအယူဝါဒအပြင်ဈေးကွက်စီးပွားရေးစနစ် liberal စံနှုန်းနဲ့တိုင်းရင်းသားအရေးမှာ federal စနစ်ကိုကင်ဆယ်ထားတာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အမျိုးသားလွတ်မြောက်ရေးညီမှန်းချက်ကိုကင်ဆယ်ကြခြင်းကပြဿနာမဟုတ်တော့လဲ။အမျိုးသားရေးဝါဒကိုကင်ဆယ်ကြရမှာဘလို့ရှူတောင်းကနေဘလို့အတိုင်းအစားနဲ့ခံယူကျင့်သုံးကြတယ်လဲဆိုတာကအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးစုတွေအချင်းချင်းအကြား နေမြေအုတ်ချုပ်ခွင့်နဲ့နိုင်ငံရေးလွတ်လပ်ခွင့်အတိုင်းအဆမတူညီမှုမယုံသင်္ကာမှုနိုင်ငံရေးပြည်ပခဆရာတွေကတစ်ဖက်မှာစစ်အာဏာရှင်ကိုရင်ဆိုင်နေရင်ပေါ်ပေါက်လာနိုင်တာလည်းဖြစ်ပါတယ်ဒီအခြေအနေတွေက လူဦးတော်လှန်ရေးစစ်အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်တိုက်ပွဲကိုနှောင့်နှေးစေနောက်ပြန်ရောက်စေနိုင်တဲ့တော့ချက်တွေလည်းဖြစ်ကောင်းဖြစ်နေနိုင်တာသတိပြုကြရမှာဖြစ်ပါတယ်ခင်ဗျာ